င်္ဂလာပါရှင်ဆ iam မရဒေါက်တာညင်းပါဒေါက်တာမီမီနေရဲဆရာဝန်ပါရှင်ဒီနေ့ဆ iam ဝင်မြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ကလေးငယ်တွေမှာတတိထားပြီးတော့စောင့်ကြည့်ရမယ့်အော်တီဇင်လက္ခဏာလေးတွေအကြောင်းမင်းဖြစ်ပါတယ်ရှင် တင်စင်ဆိုတာကကလေးငယ်တို့ရဲ့အုံနောက်ထဲမှာအာယုံကြောချိန်ဆက်မှုဖွံ့ဖြိုးမှုမူမမှန်တာကြောင့်ဖြစ်လာတဲ့အခြေအနေတစ်ခုပါ။ယောက်ျားလေးတွေကမိန်းကလေးတွေထဲအော်တီစင်ဖြစ်နိုင်ခြေကလေးစားခံပူပြီးတော့များပါတယ်။အော်တီစင်လက္ခဏာတွေကအဝေးစားကလေးကပါလာတတ်ပြီးမြမိဘတွေအနေနဲ့ကတော့အသက်၃နှစ်ကျော်မှပဲစပြီးတော့သိကြပါတယ်။တကယ်ဆိုရင်တော့အော်တီစင်လက္ခဏာရှိမရှိကိုအစောဆုံးအသက်၂နှစ်ဝန်းကျင်ကလေးကစပြီးတော့သိနိုင်ပါတယ်။ဒါကြောင့်မို့မိဘတွေအနေနဲ့ကကိုယ့်ကလေးရဲ့ဖွံ့ဖြိုးမှုကိုမှန်မှန်မှန်ကိုအမြဲတမ်းစောင့်ကြည့်လေ့လာဖို့အတွက် အကြံပြုခြင်းပါတယ်ရှင်။ တစဉ်လက္ခဏာရှိတဲ့အခါမှာကလေးငယ်ရဲ့အုံနောက်ထဲမှာအာယုံကြောချိတ်ဆက်မှုတွေမူမှန်နဲ့တွေ့ကြောင်းကလေးတွေကသိရှိခံစားခြင်းနဲ့ပြန်လည်တုံ့ပြန်ခြင်းတွေမှာအများနဲ့မတူတဲ့အခြေအနေလေးတွေတွေ့လာတတ်ပါတယ်။အော်တစဉ်လက္ခဏာရှိတဲ့ကလေးငယ်တွေရဲ့အဓိကလက္ခဏာတွေကတော့ပြောဆိုဆက်သွယ်မှုအတွက်အခက်အခဲရှိတာ၊ဥပမာအဖြစ်စကားပြောနောက်ကြတာ၊စကားကိုလုံးစီပတ်စီမပြောတာ၊ကိုယ်မူယာနှုတ်မူယာတွေကိုနားလည်နိုင်စွမ်းမရှိတာ၊နာမည်တွေကတော့ပေါင်းသစ်ဆက်ဆံမှုအတွက်အားနေတာ၊ဥပမာမျိုးလုံးချင်းစုံပြီးတော့မကြည့်တာ၊တခြားသူကိုစိတ်မဝင်စား တာ။နံပါတ်3အနေနဲ့ကတော့ထက်ခါထက်ခါအပြုမူတွေကိုပြုလုပ်နေတတ်တာလို့ဖြစ်ပါတယ်။ဥပမာအားဖြင့်အကြောင်းအရာတစ်ခုကိုထက်ခါထက်ခါလုပ်နေတာမျိုးတွေအကြောင်းပြချက်မရှိဘဲနဲ့လက်ကလေးတွေခါနေတာတွေနောက်ပြီးတော့ခုံနေတာမျိုးလေးတွေတွေ့ရတတ်ပါတယ်ရှင်။ကလေးငယ်တွေရဲ့ autism လက္ခဏာတွေနဲ့ဖွံ့ဖြိုးမှုအခြေအနေတွေကတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မို့လို့သက်ဆိုင်ရာကလေးဆရာဝန်ကလေးအုံနောက်နဲ့အာယုံကျော်ဆရာဝန်တွေနဲ့စနစ်တကျကုသဆောင်ရှောက်မှုခံယူသင့်ပါတယ်ရှင်။ ော်တီဇင်လက္ခဏာရှိတဲ့ကလေးတွေမှာတခြားတွဲပြီးတော့တွေ့ရတတ်တဲ့ယောဂလေးတွေလည်းရှိပါတယ်။အဲ့ဒီယောဂလေးတွေကတော့အတက်ယောဂ၊တက်ကြွလွန်ပြီးတော့အာယုံဆူဆိုင်မှုခတ်တဲ့ယောဂ၊အိပ်ပြေဝါခတ်တဲ့ယောဂလေးတွေ၊ခန္ဓာကိုယ်ကြောသားလေးတွေကိုထိန်းချုပ်ဝါခတ်တဲ့ဟန်ချင်းညီအောင်ထိန်းရခတ်တဲ့ယောဂလေးတွေနဲ့အစာရည်နဲ့ဦးလံကြောင်ယောဂလေးတွေတွေ့ရတတ်ပါတယ်။အထူးသဖြင့်ဆိုရင်အော်တီဇင်ကလေးငယ်တွေကအစာကြီးများပြီးတော့အစွဲလန့်ရှိတာကြောင့်မို့လို့အစာအသောက်တစ်ခုတည်းကိုပဲအများအားစားနေတာမျိုးလေးတွေရှိတတ်တယ်။အဲ့လိုခါမျိုးတွေမှာကလေးကဝမ်းချုပ်လာတာကိုယ်ကလေးချိန်ကြလာတာမျိုးတွေ ချူကြတာမျိုးတွေပိန်လာတာမျိုးတွေတွေ့ရတာပါနေဒီလိုအခြေအနေတွေဆိုလို့ရှိရင်လည်းသက်ဆိုင်ရာဆရာဝန်တွေနဲ့စနစ်တကျစေဝါကူတောင်းမှုခံယူသင့်ပါတယ်ရှင်တကယ်တော့ autism လက္ခဏာဆိုတာကစောစောတိလေးကောင်းနေပါပဲစောစောတိပြီးတော့စောစောလေးချင်းတင်ကြမှုခံယူနိုင်ရင်တာမန်နီးပါ ပြောဆိုဆက်ဆံဖွံ့ဖြိုးတိုးတက်မှုတွေကိုအရရှိစေမှာပဲဖြစ်ပါတယ်ရှင်။ပြောဆိုဆက်ဆံမှုတွေမှာအခက်အခဲမရှိအောင်မြင်နိုင်မှုအတွက်ကကျွမ်းကျင်ပညာရှင်တွေရဲ့အကူအညီကိုမဖြစ်မနေရယူရပါမယ်။ကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့စကားပြောကုထုံးလေးတွေလေ့ကျင့်ပေးတာ၊ဖီဇီယိုသီရပီလေ့ကျင့်ခန်းလေးတွေလုပ်ပေးတာကိုမပြတ်မကွက်လုပ်ပေးရပါမယ်။မိသားစုဝင်နေနဲ့လည်းကလေးရဲ့ဝါသနာပါတာကိုအားပေးတာ၊ချီးမြှောက်တာ၊ကလေးကိုချီးကျူးပေးတာ၊ချစ်ခင်ကြတာကြောင့်ပြတာတွေကိုလည်းပဲမပြတ်မကွက်သေချာလေးပြုလုပ်ပေးရပါမယ်ရှင်။တချို့အော်တီဇင်ကလေးငယ်တွေမှာတော့ ော့အဲ့ချိန်မမှန်တာလေးတွေရှိတတ်ပါတယ်။နောက်ပြီးတော့အစားတောင်းနဲ့ပတ်သက်ပြီးတော့လည်းတေချာလေးဂရုစိုက်ပေးရပါမယ်။ကိုယ်ခံအားကောင်းမှုအတွက်လည်းဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ရှင်။တချို့ autism ကလေးငယ်တွေမှာပြင်းထန်တဲ့လက္ခဏာလေးတွေရှိတတ်တဲ့အတွက်ကြောင့်မလို့ဆရာဝန်ကလိုအပ်တဲ့စေဝါတွေကိုညွှန်ကြားလေးရှိပါတယ်။အဲ့လိုညွှန်ကြားတဲ့အခါမှာလည်းမပြတ်မကွက်သေချာလေးတိုက်ပေးဖို့လိုအပ်ပါတယ်ရှင်။အခုလိုမျိုးစနေတကြအစစရာမှာသေချာလေးကယူဆိုင်ပေးမယ်ဆိုလို့ရှိရင်တော့ autism ကလေးငယ်တွေမှာသိတာတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုရရှိစေမှာပဲဖြစ်ပါတယ်။ တချို့ autism ကလေးငယ်တွေမှာသူများနဲ့မတူဘဲနဲ့တမူထူးကြတဲ့အာသာချက်ကလေးတွေရှိတတ်ပါတယ်သူတို့လေးတွေကပေါင်းသဆက်ဆံရေးတွေမှာအခက်အခဲရှိကြပေမဲ့သူတို့ရဲ့ကိုယ်ပိုင်ဉာဏ်ရည်၊သင်ချာ၊ခီတာအမှုပညာနဲ့ပတ်သက်ဆက်တာလေးတွေမှာကျွမ်းကျင်တတ်ကြပါတယ်။ အော်တိုဇင်လက္ခဏာရှိပေမဲ့ကမ္ဘာကျော်အောင်အောင်မြင်တဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်ရှင်။ဒါကြောင့်မိဘအုပ်ထိန်သူတွေကိုအကြံပေးချင်တာကကိုယ့်ကလေးရဲ့အားသာချက်၊ဝါသနာပါတဲ့အရာလေးတွေကိုစေချာစောင့်ကြည့်လေ့လာပြီးတော့စနစ်တကျအပြည့်စုံပို့တာပေးမယ်ဆိုလို့ရှိရင်တော့တမှုထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်နိုင်ပါတယ်ရှင်။ ်တူစင်ကလေးတယောက်ကိုဂရုတစိုက်ပြုစုပြောထောင်ပေးရတာကအမေတယောက်အတွဲအင်မတန်ကိုရှေလီရတဲ့ခီးလန်းတစ်ခုဖြစ်ပါတယ်ဒီခီးလန်းကိုရှောင်းလန်းတဲ့အခါမှာအမေဒီလဲကိုပိုင်စိတ်ခံစားချက်ရှိတဲ့လူသားတယောက်ဖြစ်တာမို့လို့တခါတည်းမှာစိတ်နှက်ကြတာအားငယ်တာအားမလို့အားမရဖြစ်တာတွေနဲ့ဝမ်းနေတာတွေကြုံရတတ်ပါတယ်ရှင်အဲ့လိုအခြေမျိုးတွေမှာဆွေမျိုးတွေနဲ့မိသားစုတွေရဲ့ ကူညီထောက်ပံ့မှုတွေကလည်းအရေးကြီးပါတယ်။အမေတို့အနေနဲ့အဲ့လိုမျိုးလေးတွေကြုံတွေ့ရပြီးဆိုလို့ရှိရင်တော့တခြားအော်ဒီဇင်ကလေးမိဘတွေရဲ့အတွေ့အကြုံတွေအားပေးမှုတွေကိုလက်ခံရဖို့အတွက်တိုက်တွန်းချင်ပါတယ်။ဒါကြောင့်မို့လို့အော်ဒီဇင်ကလေးငယ်တွေအတွက်ဖွဲ့စည်းပေးထားတဲ့အဖွဲ့အစည်းတွေကနေပြုလုပ်တဲ့ activities တွေကိုလည်းပဲမဖြစ်မနေပါဝင်မှုအတွက်တိုက်တွန်းချင်ပါတယ်ရှင်။ကလေးငယ်ကိုပြုစုဆောင်ရှောက်ဖို့အတွက် မိမိကိုယ်တိုင်ကလည်းကျမ်းမာရေးကောင်းနေမှာဖြစ်မှာပါ။ဒါကြောင့်မိမိတို့ကိုအဓိကမှားချင်တာကမိမိတို့ကိုယ်တိုင်ရဲ့စိတ်ကောလူပါကျမ်းမာရေးကိုလည်းကယူဆိုင်စေချင်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာက အော်တီဇင်ယောဂဆိုတာကအမြင့်ပြန်အောင်ကုသလို့ရတဲ့ယောဂမဟုတ်ပါဘူး။စနေတကြစိတ်ရှည်လက်ရှည်လေ့ကျင့်သင်ကြားပေးရတာမျိုးတွေပါ။ဒါပေမဲ့တစ်ခါတည်းမှာမိဘတွေအနေနဲ့အလောကြီးပြီးတော့ယောဂအမြင်ပြောက်ချင်တဲ့စိတ်နဲ့မလိုအပ်တဲ့ဆေးဝါးတွေကိုဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့အလွန်အကျိုးသုံးမိတာမျိုးတွေမဖြစ်အောင်အထူးကယူဆိုင်စေချင်ပါတယ်ရှင်။အခုလိုမျိုး ော်ဒီစင်လက္ခဏာရှိမရှိစောစောစီစီသိမယ်စနေတကျလေ့ကျင့်သင်ကြားပေးမယ်တေချာလေးပြုစုပြောထောင်ပေးမယ်ဆိုရင်တော့အော်ဒီစင်ကလေးငယ်တို့ရဲ့ဘဝတစ်လျှောက်မှာလောကကြီးနဲ့အံဝင်ခွင့်ကြအနေထိုင်သွားနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုအဓိကကူညီပံ့ပိုးပေးတာကတော့ Nesco Nutricate ကလေးအားစေးမှာပဲဖြစ်ပါတယ်ရှင်မေမေဖေဖေလေးနဲ့တာတာမီမီလေးတွေအားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင်